ကဲဒီနေ့တော့ကျွန်တော်အန်ဘောင်းစင်းလုပ်ဖို့အတွက်ပစ္စည်းလေးတစ်ခုထည့်ရောက်ထားပါတယ်ထုံးစံတိုင်းပဲဖုန်းပါပို့ထားပါအစကတော့ဒီဖုန်းအန်ဘောင်းစင်းမလုပ်ပေးတော့ဘူးလို့ပဲဆင်းဖြတ်ထားပေမဲ့လည်းတော်တော်များများကြည်ကျင်နေဆိုလို့လဲကျွန်တော်အဘောင်းစင်းလုပ်ပေးရပါတော့ဆိုတော့ကြည်ကျင်နေဆိုတဲ့နေရာမှာဒီတိုင်းပဲရိုးရိုးပဲကြည်နေပြင်ပါဆိုလို့သူ့မှာပါလာရင်ရမယ်လက်ဆောင်လေးရင်းနဲ့အတူကျွန်တော်ဒီဖုန်းလေးကိုအဘောင်းစင်းလုပ်ပေးမယ် ဆိုတော့ဒီနေ့ဗီဒီယိုတော့ကျွန်တော်ဖုန်းပါးနေပြီး review နေကူညီပေးထားတာပါအဲကျွန်တော် unboxing လုပ်ပေးမဲ့ဒီ netin ဖုန်းလိုမျိုးအပြင်မှာတခြား Google Pixel Sony စသဖြင့်ပေါ့နော်ဖုန်းနေအများကြီး official global တဲ့ကလိုချင်တယ်ဆိုရင်ကျွန်တော်ဖုန်းပါး page ထားတော့ရောက်ဝယ်ယူအပ်လို့ရပါတယ်အဖုန်းပါးရဲ့ page ကိုလည်းကျွန်တော်အဲ caption မှာတက်တွဲပေးထားရပေါ့နော်ဆိုတော့ဒီ netin ဒီနေ့အဲ netin လို့ပြောလိုက်ကျွန်တော်ဒီနေ့ unboxing လုပ်ပေးမဲ့ဖုန်းက netin 3a ပေါ့နော် pro version မဟုတ်ဘူးသူ့ရဲ့ဈေးနှုန်းက17သိန်းခွဲဝန်းကျင်ကနေစလိုက်မယ်လို့သိရတယ်ဆိုတော့အဲ့ဈေးတန်းဝန်းကျင်တခုမှာ တော်တော်လေးကိုမစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဟိုတလောအန်ဘောသင်းလုပ်ပေးခဲ့တဲ့ Nathan 3 Pro နဲ့ရှင်ပေမဲ့ဆိုလို့ရှင်3-4ဒင်းလောက်တော့ကွာလိမ့်မယ်အဲ့ဒါကမှ Daily Sensor မပါတာပဲသူ့မှာအပြစ်တစ်ခုရှိမှာဒါပေမဲ့အဲ့အရာကတချို့လူတွေအတွက် DR breaker ဖြစ်မယ်လို့မထင်ဘူးဆိုတော့ဒီကောင်လေးကဝယ်ပြောတဲ့ဖုန်းတလုံးလို့ပြောလို့ရတယ်ဆိုတော့သူ့ဘာတွေ လက်ဆောင်ပါမှာလဲဆိုဒီအိတ်လေးပေါ့နော်ပထမဆုံးတော့ဒီအိတ်လေးချစ်စရာလေးဒီအိတ်လေးဟာဒီဒီအိတ်လေးကချစ်စရာလေးဆိုဒီအပြင်ကအနောက်ကအိတ်ကချစ်စရာမဟုတ်ဒီအပေါ်ကဖောင်းဖောင်းလေးဖြစ်နေတဲ့ဟာလေးကချစ်စရာလေးအဲ့မှာနှစ်ချက်တို့ပါအောင်ထည့်လို့ရတာပေါ့နော်ဆိုတော့ဒီ nothing ဖုန်းကိုခုနကကျွန်တော်ပြောရဲ16သိန်းခွဲဆိုရဲစီက gift မှာပါတဲ့စီပေါ့နော် gift ပါတဲ့စီဆိုရင်လည်းတမျိုးဖြစ်သွားမှာပေါ့နော်ဆိုတော့ဘာတွေပါမှာလဲဆိုဒီမှာ CMF by nothing and birthday ပါလာမယ်ဆိုတော့ဒါလေးကကျွန်တော်မစမ်းဘူးသေးဘူးအခုမှပထမဆုံးစမ်းကြည့်မှာပြီးတော့ဒီအိတ်ကိုဒီမှာဟိုဘက်ဒီဘက်ချိန်ဖို့အတွက်ကြိုးလေးပါလာမယ် ပြီးတော့အာဒီမှာ nothing ရဲ့ official runny ကလေးပါလာပါမယ်ဆိုတော့ကျွန်တော်ယုံကြည်စိတ်ချရပါတယ် standard runny ပါနောက်ထပ် twee ရ runny ဖြစ်သွားမယ်ပေါ့နော်ဆိုတော့ဒီကလေးတဲ့ star ဆိုရင်ဒါကတော့ကျွန်တော်ပြပြီးသားတယ်ပါ nothing 3ရ pro မှာပြီးတော့ဒီ original clear case ပါမယ်ဒါကတော့မဖောက်ပြတော့မဖောက်ပြတော့ဆိုတာဘာမှလည်းထူးမှာမဟုတ် clear case ပဲလေဆိုတော့ဒါလေးကမဖောက်ပြတော့ဘူးပြီးတော့ nothing 3A ဖုန်းလေးပေါ့နော်အော်ဒီထဲမှာ AD လုံးပါတယ်ဟောမိုက်တော့မိုက်တယ်ဗျဒီမှာ sorry ်ငကြက်လေးထည့်လို့ရမယ်ဒီမှာပုံးထဲကိုအိတ်လေးတစ်လုံးပါလာသေးတယ်ကျွတ်တော့ချစ်စရာလေးပုံးဟောဆန်ဆန်လာမသိဘူးပြရေဆိုလဲခံတယ်မှိုက်တယ်အသားဟိုဘယ်လိုပြောမလဲရေဆိုခန်းတဲ့ကိုကျွန်တော်ဟိုဖိုင်တွဲလို့ဖလင်ပြားအသားကြီးမဟုတ်ဘူးဗျအီအီလေးဗျနှစ်ထပ်ပေါ့နော်ဒီမှာနှစ်ထပ်ထူတာအဲ့လေးတော့ quality ကောင်းတယ်ဒါလက်ဆောင်ပေးရတာမသိဘူးနော်လက်ဆောင်ပေးရလားဆိုတော့ gift gift အပါဝင်တစ်စီးပေါ့နော်အဲ့မှာလက်ဆောင်ပေးရလားတော့မသိဘူးဆိုတော့ထားပါတော့ ကျွန်တော်တို့ဒီမှာအဓိကအကြောင်းဖြစ်တဲ့အဲဖုန်းလေးကိုအရင်ဘောင်းစင်းလုပ်ကြည့်အောင်ဆိုတော့ကျွန်တော် Nothing 3A Pro ပေါ့ပြီးသားဖြစ်တဲ့အတွက်ဒီဖုန်းမှာဘာမှအများကြီးပြောစရာရှိနေမှာမဟုတ်ဘူးတကယ်ကွာသွားတာကင်မရာတစ်လုံးပဲဟိုမှာဟို selfie ကင်မရာကွာသွားမယ်နောက်ပြီးတော့ဒီအတွင်းဘက်ကအနောက်ဘက်ကတယ်လီဆန်ဆာမပါလာတော့ဘူးဒီကောင်မှာဒါပဲကွာသွားမှာဆိုတော့ကျိုးစရာဗမာဆရာရှိနေမှာမဟုတ်ဒါပေမဲ့နောက်ထပ်တစ်ယောက်ကျွန်တော်ထပ်ဖောက်ကြည့်ရတာပေါ့ဗျာ ဟွန်းဝကန်တူနှစ်တင်ပါညာတူတူပဲပါကင်ဖောက်ရရတာ3ရေ pro နဲ့အတူတူပဲတယ်လီဆန်တာတော့မလို့ဆိုရင်ဒီကောင်းလေးကတော်တော်မိုက်တယ်ဗျာဩဖြူလေးပါတန်တီနေပါကျိုးပါမယ်ကျိုးမဝေးလျှော့တာလည်းကျွန်တော် 3A Pro တော့ပြောပြီးသားဆိုတော့ထပ်ပြောကြမလို့တော့ဘူးဆိုတော့မကျိုးမလေးကြားလေး ရင်ရင်တသားဖောက်ဆိုပြီးဖုန်းထဲတယောက်ကုန်းမှမလာရေးွာရင်ရင်တသားလေးဖောက်ပါရင်ရင်တသားလေးဖျက်ပြရပဲဒါပေမဲ့သူ့တိုင်းနဲ့သူ့ကံပေါ့နော်ဖြူလေးကတော့อืมဒီမှာကင်မရာဘက်လေးအောင်တော့တူအောင်နည်းနည်းထွက်ချန်လာဟုတ်ရင်တော့လည်းထွက်တော့ထွက်ပါဒါပေမဲ့ဒီမှာတမျိုးလေးပေါ့နော်ဒီနေရာလေးကတော့နေတဲ့ရဲ့ဖုန်းတွေရဲ့ဒီဇိုင်းတက်ချာကွာဟုတ်ကွာလေးပြတခြားဖုန်းတွေနဲ့ကြည့်လိုက်တာနဲ့လေဒီကတော့ plastic frame ပဲဖြစ်လိမ့်မယ်ဒါပေမဲ့နောက်ဘက်မှာ glass ဖြစ်သွားမယ် ပြီးဒီဘက်မှာကျွန်တော်တို့မှာ power button ပါလာမယ်ပြီးတော့ကျွန်တော်ဟို native 3ရဲ့ program machine လောက်ခဲ့တဲ့ AI feature တွေသုံးဖို့အတွက် button လေးတစ်ခုပါလာမယ်ပြီးတော့ volume button ပါလာမယ် type c speaker ပေါ်ဘက်မှာလဲ stereo speaker နောက်တစ်နေ audio band တော့အရင်တော့မကောင်းပါဘူးဆိုတော့ကျွန်တော်တစ်ချက်လောက် setup လေးလုပ်ကြည့်အောင်တွီးတွီးပါညာမတက်ဘူးစမှာဝါတော့နေတင်းခွင့်နေတယ်ဗောနော် logo နဲ့နေတင်းဖောင်းနဲ့ ကန်ရတဲ့ heavy လေးလည်းအတူတူပဲဗျအကုန်လုံးအတူတူပဲ display side ကလည်းအတူတူပဲတကယ်ကို tele ပါတာနဲ့မပါတာရယ် selfie camera မကပါစေရယ်ဒါပဲกว่าသားမှာဆိုတော့ကိုကတကယ်လို့ tele camera မလိုဘူးဆိုရင်ဒါလေးဝယ်လို့ရတယ်အဆင်ပြေတယ်နေတဲ့နဲ့ကြိုက်တယ်ပေါ့နော်ဝယ်ခြင်းလဲဆိုရင်ပူအောင်တန်အောင်မယ် tele မသုံးတဲ့သူတွေအတွက်ပါဒါပေမဲ့ tele သုံးတဲ့သူတွေအတွက်ကြောက်လဲ tele လေးကပါတယ် tele လေးပါတာကောင်းတယ်အဲအကြောင်းကိုကျွန်တော် review ကြမှာပဲပြောပြရမယ် ဒီမှာ live interface ကဒီမှာ live interface အကြောင်းရှင်းပြနေသေးတယ်။အော်ဒီမှာ essential key ပေါ့နော်ကျွန်တော်ခုနက key နာမည်မေ့သွား။ essential key AI feature တွေတုံးလို့ essential key လေးပါလာမယ်။အဲဒီမှာ netin os 2.0မှာဘာတွေပုံမိုက်သွားလဲဆိုတဲ့ဟာလေးပြပေးထားတယ်။ဟွန်းဒါရောအရင်တော့ကျွန်တော်ခုနကဖောက်ပြခဲ့ပြီဆိုတော့ဘယ်လိုလဲကျွန်တော်ဒီမှာ netin os နဲ့ပဲသွားမယ် finish setup ပြီပြီဒါပဲဆိုတော့ရိုးရိုးရှင်းရှင်းပါပဲတခြားပိုင်းတွေမှာဆိုရင်တော့ဒီ AMOLED panel တွေသူ display site တွေက Nothing 3A Pro မှာ mention လုပ်ပြီးဒါ performance ပိုင်းအတွက်ဆိုရင်လည်း Google Snapdragon 7S Gen 3လို့ chip ကိုသုံးလာတယ်အဲပြီးတော့ battery ဆိုရင်လည်း5000 mAh အောက်မှာအပြည့်အစုံဖို့တော့50 watt နဲ့အသင်းလို့ရမယ်ဆိုတော့အဲအကြောင်းတွေကဘာမှအများကြီး mention လုပ်နေစရာတော့မရှိတော့ဘူး audio ပိုင်းမှာလည်း Nothing Phone နဲ့ audio ပိုင်းတော့တိတ်အားမရဘူးကျွန်တော်လည်းတိတ်မကြိုက်ဘူးပေါ့နော်နည်းနည်း အဲ့လောက်ကလွယ်ရင်တော့ဘာမှအများကြီးတကယ်ကိုပြောစရာမရှိနေရဒါပေမဲ့အဲလောလောဆယ်ကင်မရာလေးတစ်ပုံနှစ်ပုံတော့ကျွန်တော်ရိုက်ထည့်ပေးလိုက်ပါမယ်။နော်ကင်မရာ feature တွေပါရပါလဲဗောနော် portrait ကိုတော့ tele မပါပြီးမဲ့100 mm နဲ့ရိုက်လို့ရအောင်လုပ်ပေးထားတယ်ဗျ။ nice ဆမ်တီမီလီမီတာနဲ့โอเค ဆိုတယ်လီမပါလို့ကျွန်တော်ပုံမှန်တိုင်းဇွန်ဆွဲနေနေရမှာဒီမှာဘယ်လောက်ထိရမလဲချက်ကြည့်လိုက်။ဟောဇွန်ဆွဲနေနေရမှာလဲသူ 4HT ရအောင်လုပ်ပေးထားတယ်။ပြောကျွန်တော်တို့ဒီမှာ post မှာလဲ 4x အာ 4x တော့မဟုတ်ဘူးပေါ့နော် 100mm ဆိုတော့ဟိုနေတော့ဖြစ်သွားမှာပေါ့ 4x ပေါ့နော် तू 4x ပဲပြောထားရောလဲ50ဟုတ်တယ်ပေါ့နော် 100mm အဲ့ထက်တော့ပိုဆွဲလို့ဟောရတယ်ဒီမှာ 30x 음ရပြီဒီမှာ 10x ဆိုရင် 30x ကြီးရိုက်လို့ရအောင်လုပ်ပေးတာဆိုတယ်ဒီမပါပေမဲ့လေသူကလည်းသူထည့်ပေးတာလေးကမစိုးဘူးပေါ့နော်ကျွန်တော် review ကြရင်တော့ဒီဟာလေးတေချာလေး mention လုပ်ပေးမယ် portrait ကို 4x နဲ့ရိုက်လို့ရအောင်လုပ်ပေးတာဆိုတော့ legacy series ဒီကျွန်တော် portrait လောက်ပဲရိုက်မှာဗျအမဲလဲဒီ tele ကြီးက periscope ကြီးကဆွဲနေမှာမဟုတ်ဘူးဆိုတော့ဒီကောင်လေးကတော်တော်ကြီးကို sweet spot ဖြစ်သွားပြီအဲ့ဒါဆိုရင်တော့တေချာတယ်ပေါ့နော်ဒါကျွန်တော်ခုနရိုက်ထားပုံလေးမှာတစ်ချက်ပြမယ်ဒီ studio lighting เนี่ยကတော့ကောင်းပါပါမကောင်းစရာလည်းဘာမှမရှိဘူးဟဲ့ focus out တာရပါရဲ့ဖြစ်နေတယ် อืมนี่มา focus ไว้สิรอเนเน่ရှိတယ်ဆိုပါတကယ်တကယ်မိုက်တယ် 3A pro ထပ်တောင်ဒီ 3A လေးကိုကျွန်တော်เนเน่ပို့သဘောကြာသွားပြီဗောနော်ဆိုတော့ CNF လေးကိုပါတခါတည်းဖောက်ကြည့်လိုက်မယ်အဲဒီမှာကျွန်တော် spec လေးတစ်ချက်ရွတ်ပြပေးမယ်ပေါ့နော်အာ 42dB edit noise cancellation ဆိုတော့ noise cancellation ပါလာမယ် 12 mm biofiber driver with extra base technology ရယ်ဆိုတော့သူ့မှာသုံးပေးထားတဲ့ driver ဟို12 mm driver ကိုသုံးပေးထားတယ်။အဲ superior sound quality power by DIIC ပေါ့နော်။အမ် battery က Israel long battery live တဲ့ fast charge တဲ့အတိုင်းမသူအသေးစိတ်ကိုတော့မရေးထားဘူး။ပြီးတော့ mic ကလေးလုံးပါလာမယ်။ဟို clear voice ပေါ့နော်။ connectivity က dual device connection အောင်ရသေးတယ်။စိုးပွဲ DC ဆိုတော့ဆင်မနေဘူးနင်း။အော်ဒီမှာဖောက်ကြည့်လိုက်တော့ဒီမှာ ear display ပါလာမယ်။ မယ်ဓာကြီးပဲတည်တဲ့နကြကြီးပဲတည်တဲ့ဝယ်ခြင်းနဲ့ဖုန်းပါမှာဝယ်လို့ရတယ်ဇီရိုကျွန်တော်မသိဘူးအဲကွန်မန့်မှာကျွန်တော်မေးသူ့ကိုဖုန်းပေါက်မေးပြီးကွန်မန့်မှာကျွန်တော်ရေးပေးမယ်ပြီးမိုက်တက်တစ်ချက်တော့ဒီမှာ follow အတူကြီးကိုဒါလေးနဲ့လုပ်လို့ရတာပေါ့နော်နားမှာတထားအချက်ဟွန်းဆိုအင်းအီးရတိုက်ပဲအမေးအောင် CMF ဖိုင်နဲ့တင်းနဲ့ဖူးလေးက၄000ဆက်ဆက်နဲ့ပဲစိုးပါဦး ။ဟောကျိုးတောင်ကျိုးတောင်မပေးဘော။ကစီရနေနေတဲ့။အတက်စီအတင်ကိုကျိုးတောင်မပေးဘူးဒီမှာ connectivity ထိဖို့အတွက်ဟိုနေလေးပါလာမယ်။ quality လေးလည်းမဆိုပါဘူး။ Okay ဆိုတော့ဒီ netin 3a လေးရဲ့ unboxing လေးရောဒီလောက်ပဲ။ဆိုတော့ဒီဟာလေးကို netin ကတကယ်လုတ်လုတ်ထားလားမလုတ်ထားလားသိရအောင်ဒီနောက်ထဲမှာဖုန်းထည့်လို့ဆက်မဆက် ွက်တီပဲဗျာဒါပေမဲ့အရင်ကွက်တီရောဖြစ်တော့နေသေးလားနည်းနည်းပြရဒီမှာဟမ်ဇော်တွေးနေဟာအဆင်ပြေသွားပြီ Okay ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲကျွန်တော်ဗီဒီယိုကို YouTube နဲ့ TikTok မှာ show ပြီးကြိုပြီးတင်လေးရှိပါတယ် YouTube နဲ့ TikTok မှာဆိုရင် show ပြီးကြိုပြီးကြည့်ရပါမယ် Facebook ကလည်းအပြည့်အတွက်ကျေးဇူးအများကြီးတင်ပါတယ်